TV ကလာနေတဲ့မြမအမျိုးသမီးလို့ပြောတယ်ထင်နေတာသူဆွဲခေါ်တော့အလွမ်းပြေးလေးကြိလိုက်အောင်မယ်ဆိုပြီးလိုက်လာတာဝမ်းသာလိုက်တာဗျာကျွန်တော်မောင်မောင်ရင်မှာခရိယန်သာသနာပြုပါရင်းစိန်ကျန်းစာသင်ကျောင်းကဆရာပါဝမ်းသာလိုက်တာဆရာရင်ကျမနုနုရီအင်းဝါပါဟာဟုတ်လားကျွန်တော်သိတာပေါ့ဝမ်းသာပါတယ်ဆရာမရင် လုံးပဲမင်္ဂလာပါခင်ဗျာ rewind me channel မှာပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်နဲ့အတူတူအားလေးတွေဖတ်ကြအောင်เนาะအိယာဖြူလေးဘော်ကလူလဲထမိတယ်ကျမစိတ်ပြောင်းမှဖြစ်မယ်တက်တာဖွင့်ပြီးဘီရိုထဲမှာအနှွေးတွေတွေကိုချိန်တယ်ဇာရေးစပွဲလေးပေါ်မှာစာအုပ်တွေစီးတယ်စပွဲတင်မိတိုင်းလေးကိုနေရာချတယ်လျှက်စရေနှွေးအိုးကိုနေရာချဖို့ပြင်ဆင် တုံးမှာပဲတကားခောက်တန်းကပေါ်လာပြန်တယ်ဘာမှမသိပဲထိတ်ခနဲဖြစ်ရသေးတယ် ဒီမှာကျမနဲ့တည်တဲ့သူမှမရှိသေးတာလေကျမတကားဖွင့်လိုက်တော့အကားဝါမှာနှစ်လိုဝဲအပြုံးနဲ့အမျိုးသမီးကြီးတယောက်လက်ထဲမှာဆွဲချင်းလေးနဲ့ဆွဲချင်းထဲမှာကမုတ်ထုပ်တွေသစ်သီးတွေစီသွတ်ဘူးတွေအပြည့်ပဲအမျိုးသမီးကြီးကကျမဝင်လာလို့ရမလားတဲ့ဟုတ်ကဲ့ရပါတယ်လို့ပြောပြီးမှကျမကနည်းနည်းစိတ်ညစ်သွားတယ်ကျမစိတ်ထဲမှာထင်လိုက်တာကလေကိုစီလိုမှတ်ပြီးတော့ပေါ့အခန်းတွေလဲပြီးဈေးလိုက်ရောင်းနေသူလို့ထင်တာပေါ့ ဒီလိုဆွဲခြင်းအပြည့်စားစရာတွေကိုဒီလောက်ဈေးကြီးတဲ့တိုင်းပြည်မှာအလကားလက်ဆောင်ပေးမယ်လို့ဘသူကထင်ပါလဲကျမနေတာကလည်းဟိုတယ်မှမဟုတ်တာဒီနေ့ကိုအင်္ဂလိပ်ငွေ10ပေါင်ပေးရတဲ့အခန်းလေးပဲဟာကျမမှာငါတော့အာနာပြည်တစ်ခုခုတော့ဈေးကြီးကြီးနဲ့ဝယ်ရတော့မှာပဲလို့ထင်တော့အဲ့ဒီအမျိုးသမီးကြီးကနှစ်လိုစွဲပြုံးနေအဆောင်သူအစ်စ် new arrival အတွက် not yet ကျိုးစုံလက်ဆောင်လေးပါတဲ့ကျမက နော်အုတ်ချုပ်ရေးမှုရဲ့ဇနီးပါတဲ့ကဲကျမမအန်အားလည်းတဲ့သူမသိပေမဲ့ကျမစိတ်ထဲကအတွေးအတွက်လဲအားနာပြီး thank you တန်းလော့ဒွေသားလောက်ရတော့တာပေါ့မျိုးသမီးကြီးဟာအလွန်တရာတိတဲ့ရင်ကြီးစွာသူ့အလုပ်ကြီးတာနဲ့နှုတ်ဆက်ပြီးချက်ချင်းထွက်သွားပါတယ်ဘယ်နိုင်ငံကလဲဘာညာတွေကိုလုံးဝမလုပ်ပါဘူးကျမကသာမြန်မာပြည်ပြည်လှုပ်စီကျမတယ်သူထွက်သွားတဲ့အခါကိုကျမချက်ချင်းမပိတ်သေးပဲ ရှစ်တဲ့တဲ့ကအခန်းကိုလှမ်းကြည့်ပြီးတော့ TV ကန်းဖြစ်နေတာတွေ့ရတယ်။ TV ဖွင့်ထားတာကိုမြင်နေရတော့ကျမစိတ်ထဲမှာလူရှိမှာပဲဆိုပြီးအခန်းတစ်ခါကိုအသာစေခဲ့ပြီး TV ကန်းထဲကိုကျမဝင်လိုက်တာပေါ့။ TV ကန်းထဲမှာကျမထင်သလိုတူးရဲသောလူဟာရှိနေပါတယ်။ဒါပေမဲ့အခန်းနောက်မှာကုတ်ကုတ်လေးထိုင်ပြီးမျက်ရည်တွေကျနေတဲ့သူဟာကျမကိုထိတ်လန့်သွားစေခဲ့ပါတယ်။ဘသူရမှလဲရုပ်ရှင်တွေထဲမှာမြင်မှုပြီး အပြင်မှာကျမတခါမှမမြင်ဘူးမတွေ့ဘူးတဲ့ထင်တာထက်အလွန်မဲမောင်လှသောလူမဲအမျိုးသားတစ်ယောက်ပေါ့မျက်ရည်ကျနေတဲ့ကိုလူမဲဟာကျမကိုမြင်တော့မျက်ရည်တွေကိုကြပြားကြရတုတ်ပြီးဟယ်လိုလှုပ်ရှားပါတယ်ကျွန်တော်နာမည်နဆင်ပါကင်ညာကပါတွေ့ရတာဝမ်းသာပါတယ်ကျမလည်းဝမ်းသာပါတယ်သူကသူ့အသားရည်နဲ့စာရင်သိတ်ကို ဖြူဖွေးလွန်းနေတဲ့ဘွားတွေကိုပေါ်ပြီးညွန့်တွန်တွန်ဖြစ်နေတဲ့ကျမကိုဟိကနေရေပြတယ် ကျွန်တော် home stay ဖြစ်နေတယ်ကျွန်တော်မိဘတွေညီအကွန်မောင်နှမတွေက နေဆက်ကဒုက္ခတဲ့စခန်းတွေမှာလေဟုတ်လားကျွန်မဟာဘဝတူ home stay သမားနေဆင့်ကို မကြောက်တော့ပဲချက်ချင်းခင်မိသွားပါတယ်ကျွန်မလည်း home stay ဖြစ်နေတာပဲကျမကစာရေးเสียပါမြန်မာနိုင်ငံကပါမြန်မာ country သူကမြန်မာနိုင်ငံလို့လိုက်ပြီးရေးယူရင်မျက်တောင်တွေကိုပုတ်ခတ်ပုတ်ခတ်လှုပ်လိုက်ပါတယ်ပြီးတော့မှလေးလေးကြီးသူပြောလိုက်ပါတယ် မြမအကြောင်းသားဒီဆောင်မှာရှိတယ်ကျွန်တော်နဲ့အခန်းကြီးချင်းပဲဘာကျမဟာတကယ်ကိုနားကြများလွဲသလားလို့ပြင်းပြင်းထန်ထန် home stay ဖြစ်နေတဲ့နှစ်ပတ်အတွင်းမှာမြမဆိုလို့ဖုန်းနဲ့စကားပြောရတာကလွဲရင်အပြင်မှာအရှင်လက်လက်မတွေ့ရပဲကျမအဖိုးတွေ့လဲတွေ့နိုင်ခဲလာတဲ့ဒီလိုနေရာမျိုးမှာမြမရှိတယ်ဆိုတော့စဉ်းစားသာကြည့်ပေါ့မယုံနိုင်လောက်အောင်ကျမဝမ်းသာမိတာပေါ့တကယ်ပြောနေတာလားနှစ်စင်ကျမမယုံနိုင်ဘူးဟုတ် တကယ်ပါငါကူသွားခေါ်လာခဲ့မယ်မင်းဒီကစောင့်နေနော်ခဏလေးခဏလေးသဘောကောင်းမှုရတဲ့နတ်စင်ဟာခြေလန်းကျဲကြီးတွေနဲ့ထွက်သွားခဲ့ပါတယ်ခဏကြာမှာတော့ here here ဒီမှာဒီမှာဆိုတဲ့နတ်စင်အတန်လေးလေးကြီးနဲ့အတူပစိုးတပတ်နွမ်းစွတ်တာအဝါမျက်မှန်ထူထူနဲ့အသက်40ကျော်လောက်ရှိတဲ့မြမအမျိုးသားတယောက်ကိုပြာဤပြာရာမယုံနိုင်တဲ့ပုံစံနဲ့လိုက်လာတာကိုမျက်ဝါးထင်းနေကျမမြင်လိုက်ရပါတော့တယ်ဟောဗျာ တကယ်ပဲကိုကျွန်တော်ကမယုံဘူးနတ်စင်က TV ခန်းထဲမှာလို့ပြောတာကို TV ကလာနေတဲ့မြမအမျိုးသမီးလို့ပြောတယ်ထင်နေတာသူဆွဲခေါ်တော့အလွမ်းပြေးလေးကြည့်လိုက်အောင်မယ်ဆိုပြီးလိုက်လာတာဝမ်းသာလိုက်တာဗျာကျွန်တော်မောင်မောင်ရင်မှာခရိယန်သာသနာပြုပါရင်းစိန်ကျန်းစာသင်ညောင်းကဆရာပါဝမ်းသာလိုက်တာဆရာရင်ကျမနုနုကြီးအင်းဝါပါဟာဟုတ်လားကျွန်တော်သိတာဗော့ ဝမ်းသာပါတယ်ဆရာမရဲ့အဲ့ဒီအချိန်ကစပြီးရေပတ်မဝင်အောင်ပြောလိုက်ကြတဲ့မြမစကားတွေဆရာဦးမောင်မောင်ရင်နဲ့ကျမဟာမိနယ်ပိုင်းအတွင်းမှာပဲမိတ်ဆွေရင်ချားတွေဖြစ်သွားကြတော့တာပဲဘွားခေါ်ပေးတဲ့နှစင်ကိုလည်းမိဆရာဦးမောင်မောင်ရင်နောက်ကနေဆက်စုလို့စိတ်နဲ့ထက်ကြမကွာလိုက်လာတဲ့နောင်တော့အခါမှာပြောမနာဆိုမနာယင်းဤခင်မင်သွားတဲ့အိန္ဒိယနိုင်ငံသားခါစီလူမျိုး လာရာကသာဂျာမဝင် ကျမတို့ ဘလောက်ဆက်ပြောနေဦးမယ်မသိဘူးကဲမောင်မောင်တို့ရဲ့တငယ်ချင်းအစ်စ်ကိုငါလက်ဖက်ရည်တောက်ဖိပြရစီငါအခန်းထဲရောက်မှမင်းတို့စကားဆက်ပြောကြပါလားလာရအခန်းမှာနမဲကျော်အိန္ဒိယလက်ဖက်ရည်ကိုဝိုင်းဖွဲတောက်ကြရင်းကစကားဝိုင်းဖွဲကြရတော့အင်မတန်စကားပြောကျင်တဲ့လာရကလည်းသူ့ပြောကျင်တာတွေကိုပြောကျမနဲ့ဆရာမမောင်ရင်တို့ကလည်းသူ့ကိုအာနာပါနာအင်္ဂလိပ်လိုတစ်ချက်တစ်ချက်ပဲထောက်ပေးရင်းကညီမစကားပဲပြောကျင်နေကြတော့နောက်ဆုံးတော့လာတာ ခမရလက်လျှော့သွားပြီကဲပြောကြပြောကြငါစာဖတ်လိုက်အောင်မဲတဲ့အဲ့ဒီအချိန်မှဖြစ်နေတဲ့ကျမထုံးစံအတိုင်းပဲဆရာဦးမောင်မောင်ရင်ကိုကျမကမေးတော့တာပေါ့ဆရာစီဟရဲ့ပထမဆုံးနိုင်ငံညာခီးမှာ home street ဖြစ်သလားတဲ့အိုးဘယ်နဲ့ပြောပါလဲဆရာမရဲ့သိဖြစ်တာပေါ့ဟုတ်လားဆရာကစမပြောပဲဟဟပပရေးလိုက်သေးတယ်အခုတော့လဲရေးချင်တာပေါ့ဆရာမရဲ့အမေရိကန်ခီး Harvest တက္ကသိုလ်မှာ MA ဘွဲ့ယူဖို့အသင်းတော်ကလွတ်တာနှစ်နှစ်နေရမှာမရောက်ခင်တုန်းကတော့နေရမယ်အချိန်ဟာနည်းတယ်တောင်ထင်တာဟိုရောက်လို့တပတ်လဲနေရဆရာမရေအလွမ်းကြီးလွမ်း Homestead တွေအကြီးအကျယ်ရပြီးပြင်းညင်တာပြင်းညင်တာအဲ့ဒီတုန်းကကျွန်တော်ဇနီးကလည်းကျမ်းမာရေးမကောင်းဘူးကလေးကလည်းအငယ်လေးဆိုတော့စိတ်မချလိုက်တာကလည်းမပြောနဲ့နောက်ဆုံးတော့တော်ပြီနာမည်ကြီး Harvest တက္ကသိုလ်မတက်ရလဲနေတော့ဘွယ်လဲမလိုချင်တော့ဘူး ပတ်စံလည်းမလိုချင်တော့ဘူးဒီဒဏ်ကြီးကိုငါမခံနိုင်တော့ဘူးပြန်မယ်ဆိုပြီးချက်ချင်းပစ္စည်းတွေကောက်သိမ်းပြီးအထုပ်ပိုးပြင်တာအမလီကျွန်တော်ကဆီယာမထဆိုးတယ်နော်ပြန်မို့အထုပ်ပိုးကိုပြင်ပြီးပြီဟုတ်လားအိုးမပြောနဲ့တော့အပြန်လင်းလက်မှတ်ကလည်းအစင်းသိမ့်ကိုယ့်လက်ထဲမှာမဟုတ်လားလေးစိတ်ရောက်သွားရင်အစင်းစင်းနဲ့စီစဉ်ပေးမှာပဲပေါ့ဒါပေမဲ့ခတ်တာကလေးစိတ်သွားဖို့တက်စီကမခေါ်တတ်ဘူးလေတိတယ်မဟုတ်လားအင်းပေါ့ ဲ့ဒီတော့ဘလို့လုပ်လဲအဲ့ဒီတော့ကိုမခေါ်တတ်တော့အသင်းတော်ကအမေရိကန်မိတ်ဆွေကိုလှမ်းဖုံဆက်ရတာပေါ့ငါမနေနိုင်တော့ဘူးငါပြန်တော့မယ်ငါခန်းကိုတက်စီတစည်းလှုပ်ပေးပါလို့ပြောတော့သူကโอเคဆိုပြီးချက်ချင်းရောက်ချလာတာပေါ့သူကမပြန်ရဘူးတဲ့မင်းတိတ်မှားသွားလိမ့်မယ်တဲ့တလန့်နေရင်မင်းအစဉ်ပြေသွားမှာပါဆိုပြီးတားတော့တာပေါ့ဘယ်ရမလဲမရဘူးပြန်မယ်တက်စီခေါ်ပေးပါဆိုပြီးယောက်ျားကြီးတံမဲ့မျက်ရည်တွေကစိမ့်စိမ့်ကိုကြာလာပြီး ငိုတော့တာဆီယာမကြီးသိလားဟုတ်တယ်နော်မျက်ရည်တွေကသူ့လူလူကိုစိမ့်စိမ့်ကြလာတာကျွန်တော်အဲ့ဒီလိုငိုတော့အဲ့ဒီမိတ်ဆွေကဘာပြောတယ်မှတ်လဲငိုငိုမင်းကြိုက်တဲ့လောက်ငိုကျိတ်မငိုနဲ့အားရပါရအောင်ငိုတဲ့ပြီးတော့ကျွန်တော်လက်ကိုဆွဲပြီးရေချိုးကန်ထဲပို့ပေးတယ်မှန်ရှိမှရက်ခိုင်းတယ်မင်းဒီမှာမှန်ကြည့်ပြီးတော့ကြိုက်တဲ့လောက်လွတ်လွတ်လပ်လပ်အောင်ငိုစမ်းနှက်ဒီပါတွေလဲအားရပါရညှင့်တော့တဲ့ငါအခန်းပြင်မှာစောင့်နေမယ်ဆိုပြီးရေချိုးကန်ကပိတ်ပေးသွားတယ် ဒီလောက်ရှိငိုမယ်ဟဲဆိုပြီးသူပြောတဲ့အတိုင်းကိုငိုပြစ်တာမန်ရှိမရက်ပြီးတီးနဲ့အောင်ကိုနှက်တွင်ညှစ်လိုက်ငိုလိုက်နဲ့တော်တော်ကြာတယ်ငိုလို့မောပြီးအားရပြီးမသွားတော့မှမျက်နာတွေရောင်ရမ်းနေရပြီးရေချိုးခန့်ထဲကထွက်လာတော့တယ်အပြင်မှာအဲ့ဒီတငယ်ချင်းကဆောင်းပြီးနွားနိုအေးအေးလေးတိုက်တရေတမောအိတ်ခိုင်းနေမပြန်ဖြစ်တော့ဘူးပေါ့ဆရာမရေအဲ့ဒီတငယ်ချင်းကြောင့်ပေါ့နှုတ်မတပတ်နဲ့ကျွန်တော်ပြန်မှာ နောက်ကြတော့သူ့ကိုကျွန်တော်သိကျေးဇူးတင်ပါတယ်။တော်တော်ဆိုးရင်တော့ဆရာ။ကျမဆရာတယောက်ကပြောတယ်။ကျမအပြင်းထန် host day ရနေတယ်ဆိုတာသူကြတော့ကျမခင်မုန်းကိုပြောတယ်တဲ့။ဒါသူနိုင်ငံသားကိုပထမဆုံးရောက်တာမဟုတ်လား။ Culture stop ပေါ့တဲ့။ရေစိမ်းမြေစိမ်းလူစိမ်းရင်ကျင်းမှုစိမ်းနေနဲ့အစအစအရာရာမှနေသားမကြမချင်းပေါ့ဆရာရဲ့။နော်။ဟုတ်တယ်ဟုတ်တယ်အမှန်ပဲ။ဒါနဲ့ဆရာအဲ့ဒီဝေဒနာကတလှလှောင်နေရင်တော့ တကယ်ရှင်းရှင်းပြောက်ရဲ့လားဟွန်းပြောက်တယ်ပြောက်တယ်ဒါပေမဲ့ရှင်းရှင်းတော့မဟုတ်ဘူးနေသာထိုင်သာလေးတော့ရှိလာတာပေါ့သုံးလာကြရင်တခါပြန်ပေါ်တတ်တယ်ဆရာမကြီးဟင်ဟုတ်လားတော်သေးတယ်ဆရာကျမသုံးလာဆိုအိမ်ပြန်ရောက်နေပြီကောင်းတယ်အဲ့ဒီဝေဒနာကနိုင်ငံညာရောက်ပြီးတပတ်အကြာမှာအပြင်းထန်ဖြစ်တလာနေရင်ပျောက်သွားသုံးလာနေတော့ပြန်ပေါ်ကျမတငယ်ချင်းမတယောက်ဆို9လကြာတော့ ကိုဘင်းနာကလူတွေကိုရန်ကုန်ကမိတ်ဆွေတွေလို့ထင်တာတဲ့တချို့ကိုလိုက်တောင်ခေါ်မိတဲ့မြတ်စွာဘုရားအဲ့ဒီလောက်တောင်လားအဲ့ဒီလောက်တောင်ဆရာမကြီးလာရကိုနှုတ်ဆက်ပြီးဂျမအခန်းကိုဆရာလိုက်ပို့တယ်ဘာမှအားမငယ်နဲ့ဆရာမနောက်တော့ပြောသွားမှာပေါ့ဟောပြောဖို့မေးနေလိုက်တာဒီမှာကျွန်တော်တယောက်သေးတောင်မဟုတ်ဘူးခင်ရင်အမျိုးသားစာကြည့်တိုင်းမူတယောက်ရှိသေးတယ်ဟဲဟုတ်လား သူကကျွန်တော်တို့ကျန်းစာတင်ချောင်းကစာကြည့်တိုက်မှုပဲအဲလင်ဘိုးတဲ့အမေရိကကနေဒီကိုကူးလာတာနေအောင်သူစီသွားမလားဩ sorry ဆရာမရေးမရဘူးဒီချိန်သူအိတ်တက်တယ်ရပါတယ်ဆရာအဲ့တုန်းကအဲလင်ဘိုးဆိုသူနုနုကြီးအင်းဝါကိုမသိတဲ့စာကြည့်တိုက်မှုကြီးဟာအိမ်မဆိုးရင်မတ်နေမှာအသေးချာပါပဲနောက်တနေ့ကစာပြီးအရာရာမှာဘိုးကြစိုးမိုးအနိုင်ယူတော့မယ်နှမဆိုးတစ်ယောက်ကိုကောက်ရတော့မယ်ဆိုတာ သူ့ခင်ဗျာမသိရှာသေးပါဘူး။ကဲကိုအေဗနင်းဆီယာမကြီး See you tomorrow ။ကျမအခန်းရှိမှာဆီယာကနှုတ်ဆက်တယ်။ကိုအေဗနင်းဆီယာလို့ပြန်နှုတ်ဆက်ရင်အခန်းနံပါတ်20ကိုတော့လေးနဲ့ဖွင့်လိုက်တယ်။အော်ဒါနဲ့စကားမဆက်။အခုလို့ကျွန်တော်ဖတ်ပြတဲ့စာလေးတွေကိုဂျိုင်းနဲ့သက်သဘောကျတယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ channel လေးကို like subscribe လေးလုပ်သွားပေးခဲ့ကြပါအောင်နော်။နောက်ပြီးတော့အကြံပြုခြင်းနာများရှိရင်လည်းအောက်ကကွန်မန့်လေးထဲမှာဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်။ကဲကဲ။ ကျွန်တော်နဲ့အတူတူစာလေးတွေဆက်ဖတ်ကြအောင်ဆို တကူစာအိယာတကူစာဘီရိုတကူစာစပွဲတကူစာအိုးခွက်ပကန်းလေးတွေကကျမကိုကြိုးလင်းလို့မောင်စာပြိုးပြီးညနေ6နာရီအခုချိန်ဆိုကျမတို့စီမံည7နာရီချစ်သူတွေနဲ့ကျမတိုင်းပြည်လေးဟာအိမ်မောကြလို့နေရမယ်သူတို့ကျမကိုသတိရရဲ့လားကျမကတော့သိတ်လွမ်းတယ်အော့စဖို့မြို့ကလေးရဲ့98ခုနှစ်မေတ္တရက်နေ့လင်းအာယုံဟာတမင်များထူးကြစေခဲ့ရောသလား ဘနက်၄နာရီဆိုထိန်လင်းစာပြူတဲ့အင်္ဂလိပ်နှွေဦးရာသီဟာမေတရက်ဒီမနက်မှာမိုးသားတွေနဲ့အုံဆိုင်မှောင်ကြီးလိုမန်မရင်းတကားကိုအသားလေးမတင်ကြည့်လိုက်တော့အိုးအေးလိုက်တဲ့နှွေဦးလေးဇန်နဝါရီရှမ်းပြည်ဆောင်းရဲအသေးခိုက်အောင်အေးပုံနဲ့စင်စင်တူတဲ့ဒီမေတရက်နနက်ခင်းမှာကျမတို့ဟာနှွေဦးကိုကြိုကြရမှာတဲ့အောက်စပူမျိုးလေးထဲမှာရှိတဲ့လူသားအလုံးဟာမေတရက်မနက်9နာရီမှာ မက်တလင်ကောလိပ်မှာကျင်းပမဲ့ຫນွေဥဂျူပွဲတော်ကိုအကုန်လုံးသွားရောက်ဆင်နွှဲကြပါလိမ့်။ဂျမစာရေးစပွဲပေါ်မှာဧပြီ30ရက်ကရထားတဲ့ဂျမတို့အဆောင်နော့ပြက်လက်ကန်းစာရွက်လေးတရွက်ရှိတယ်။ One not of long standing tradition May morning တဲ့အော့စဖိုရဲ့နေပောင်းရှေးကြအစင်းလာများစွာတဲ့ကတခုဖြစ်တဲ့မေနနခင်းတဲ့ဘလောင်များချစ်စရာကောင်းပြီးကြပြာဆန်လိုက်ပါတယ်လေ။ မတလင်ကောလီမျောစင်မြင့်ပေါ်ကနေမတလင်ကောလီဂွိုင်းရာเจ้าကเจ้าသားများရဲ့တမ်းမြိုင်တခြင်းစူတန်ကိုလာပြီးတော့နားထောင်လှဲ့ပါတဲ့ဒီမတလင်ကောလီမျောစင်ကနေနှစ်စဉ်မေတ္တရက်နေ့မနက်9:00နာရီမှာတမ်းမြိုင်ဂွိုင်းရာတခြင်းတီစူတန်တွင်နေຫນွေဦးကိုကြိုးဆိုခဲ့ကြတာဟာနှစ်ပေါင်းရာရှိခဲ့ပါပြီတဲ့၁၈ရာစုတော့ငါဆိုမတလင်ကောလီเจ้าသားတွေဟာမတလင်မျောစင်ကနေကျက်ဥပုတ်တွေကိုပြစ်ပောက်ခဲ့ကြတဲ့ အဲ့ဒီကြက်ဥပုပ်ပောက်ကွဲသံတွေကိုပဲနားထောင်သူတွေက လာပြီးနားထောင်ရင်ွေဥကိုကြိုခဲ့ကြပါတည်းဒီနေ့ခေတ်ကျတော့ Oxford တက္ကသိုလ်ရဲ့ကောလိပ်ပေါင်း30ကျော်မှတက်နေကြတဲ့ကျောင်းသူကျောင်းသားများစွာဟာမင်းနနခင်းမရောက်ခင်ဧပြီ30ရက်ညတညလုံးဘာတီတွေကျင်းပါပြီးစားတော့ကခုံညာရင်တညလုံးမအိပ်ပဲ mid morning ကိုစောင့်ကြည့်ပြီးမေတ္တရမနက်9:00နာရီမှာကာဝဲဝစ်စုံညစာစားဘဲဝစ်စုံတွေနဲ့ မင်းနနခင်နှွေဦးကျိုးစိုးအခမ်းအနားကိုတန်းပြီးတော့လာကြတဲ့။တကယ်ကိုစိတ်ဝင်စားစရာပါပဲ။မကြာခင်မှာကျမတွေ့ရမှာပေါ့နော်။လက်ကန်းစာရွက်ရဲ့အောက်နားမှာကျမတို့ note ရဲ့ practical details ဆိုတဲ့ information လေးလည်းပါသေးတယ်။မင်းနနခင်ဟာမေတရတောက်ကြနေဖြစ်ပါတယ်တဲ့။ကျမတို့အဆောင် note အမှတ်သား139နဲ့ဘိုဘတ်အဆောင် note 109တို့မှာနေထိုင်သူများဟာမနက်9:00နာရီမှာအဆောင်ပေါက်ဝါမှာတွေ့ဆုံကြပြီး အတူတကွလမ်းလျှောက်သွားကြပါမယ်တဲ့။နှုတ်ဟာမက်ဒလင်ကောလီပရဝန်ကြီးတဲ့ကိုဝင်မှုအထူးအခွင့်အရေးရထားတဲ့အတွက်မိမိကိုပိုင်အစီအစဉ်နဲ့မသွားစေချင်ပါဘူးတဲ့။တကယ်လို့များမိမိကိုပိုင်အစီအစဉ်နဲ့သွားခင်မယ်ဆိုရင်မက်ဒလင်ကောလီဝင်းတဲ့သူဝင်မှုအလွန်ခက်ခဲပါလိမ့်မယ်တဲ့။အဲဒီနေရာမှာလူတွေဟာအလွန်များပြားမှသေးကြပါတယ်တဲ့။အဆစအရာရာမှာ ဝင်းကြီးပေးရတယ်။ဘာမှအလကားမရတဲ့ဒီနယ်မြေမှာဒီတစ်ခါတော့ no charge တဲ့ ဒီပွဲအတွက်ဝင်ကြီးပေးစရာမလိုပါဘူးအမေပြီးတော့ရှိသေးတယ်မင်းနဲ့နဲ့ခင်အခမ်းအနားပြီးရင် OICCU the University Christian Union ကအင်္ဂလိပ်နဲ့နဲ့ဥစားအပြည့်အင်္ဂလိပ်နဲ့နဲ့ဥစားအပြည့် full english breakfast နဲ့လဲအလကားအခန့်အုံးမှာတဲ့ဒါလဲစိတ်ဝင်စားစရာပါပဲအင်္ဂလိပ်နဲ့နဲ့ဥစားအစ်စ်အပြည့်ဆိုတာဘလို့ဟာမျိုးလဲဆိုတာကျမသိကျင်တယ်ကျမရဲ့တကောစားဘီရို၄ထဲက အထူးစားကုတ်အင်းကြီးရှိကိုဆွဲယူလိုက်တုံးမှာပဲတကားခောက်တံပေါ်လာပါတယ်ဟုတ်သားပဲနားနာကြီးထိုးတော့မှာပဲကြပြားကြရကျမတကားသွားဖွင့်လိုက်တော့တကားဝါမှာကျမရဲ့အကူ၃ယောက်ကြီးမာထူတဲ့လေးလံလာသောအင်းကြီးရှိကြီးတွေနဲ့သူ့မွေအုပ်ထုပ်တွေနဲ့တော်သေးတာပေါ့ဒေါ်နုမနိုးမှာကျွန်တော်စိုးရိမ်နေတာဆရာရင်ကပြုံ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 နဲ့ရှေ့ဆုံးကဆရာလင်းနဲ့ဆရာအယ်လင်းကနောက်ကနိုးပါတယ်ဆရာရေခဏလေးနော်ဆိုပြီး ပန်းနူရောင်နဲ့အဖြူကြားသုံးမွေအုတ်ထုပ်လေးကိုကျမစောင်းနေတုန်းမှာပဲဆရာအယ်လင်ရဲ့ကလေထုံးစံအတိုင်းပြုံးစီစီခေါင်းထိတ်ငိမ့်နဲ့လုံရင်းကတဟားဟားနဲ့ရဲချလိုက်တော့တယ်။ဘာရဲတာလဲဆရာရဲ့။ဘာဖြစ်သွားတာလဲ။ဘာမှမဟုတ်ပါဘူးဗျာ။ຫນွေဥကြုံမဲ့လူတွေရဲ့အဝတ်စားတွေကြည်ပြီးရဲခြင်းလားလို့ပါ။ဟုတ်ပါရဲ့။ကျမတို့တွေပါလိုက်ရင်မောရင်အဆောင်ပြန်ပတ်ထွက်ခဲ့ကြတယ်။အိုးအဆောင်ပြန်ပတ်ရောက်တာနဲ့ရေခဲလီကမျက်နာကို ချမ်းငန်နဲ့ရိုက်လိုက်တော့တာပဲဒါလားဗျာຫນွေဦးတဲ့ကျမတို့တွေဆရာအဲလင်းကိုကြည်ပြီးရဲကြရပြန်တယ်အားလုံးစုံကြပြီလားစုံရင်သွားကြမယ်နို့ရက်လက်ထောက်အဆောင်မှုလေးမိုက်ကယ်ကအားလုံးကြအောင်អော်နေတယ်ဒီမနှက်ဖို့ခမားတို့အတွက်ကျွန်တော်ဟာအရေးကြီးဆုံးလူပါပဲဟောဒီမှာမလင်ကောလီသေးဖို့ဝင်ဖို့ဝင်ခွင့်မနှက်စာစားခွင့်တွေဟာကျွန်တော်လက်ထဲမှာနော်ခမားတို့အားလုံးကျွန်တော်ကိုမျက်ချင်မပြတ်စင်းနဲ့ okay follow me မိုက်ကယ်ကိုအားလုံးဝိုင်းရကြတယ်။မိုက်ကယ်ကတော့ဟန်နဲ့ပန်နဲ့လက်တွေကိုလွှဲချပြီးခြစ်တက်လေရဲ့။အဆောင်ပြင်ပတ်ဘမ်ဘရီလမ်းမှာကြီးပေါ်ရောက်တာနဲ့အိုးကြည့်ပါဦး။အဆောင်တွေအိမ်တွေကထွက်လာကြတဲ့လူတွေဟာလမ်းမှာကြီးနဲ့အပြည့်ဖွေးလို့ရေမောတန်နှုတ်ဆက်တန်နောက်ပြောင်တန်တွေနဲ့စူညံလို့ချက်ခနဲဆိုကျမဟာတတိတိရင်ခုန်လာခဲ့ပါတယ်။ရေမောတန်နှုတ်ဆက်တန်နောက်ပြောင်တန်တွေနဲ့ရောထွေးနေတဲ့ ရောရွှင်စူညံနေတဲ့တခုရီးသောလမ်းမကြီးဒီလိုပဲဖွင့်နေတဲ့လူတွေပြည့်နေတဲ့တခုရဲသောလမ်းမကြီးကိုကျမအလွန်လွမ်းစွစွာမြင်ရောက်လာပါတယ်အချိန်ကလည်းဒီအချိန်ပါပဲမနက်၄နာရီလမ်းမကြီးနဲ့အပြည့်ထွက်လာတဲ့လူတွေကလည်းဒီလိုပဲတက္ကသိုလ်ကျောင်းသားကျောင်းသူတွေကျမတို့မန္တလေးတက္ကသိုလ်ရဲ့အနောက်ဘက်ကလမ်းမကြီးပေါ့မဟာမြတ်မြူနီဘုရားကြီးမျက်နာတက်တော်ရေကြကိုသွားရလမ်းမကြီးပေါ့မန္တလေးတက္ကသိုလ်မှာအခါကြီးရကြီးတွေဆိုရင် အဆောင်တွေကိုမနက်3နာရီဖွင့်ပေးတတ်တယ်။ညသောအားဖြင့်အဲ့လိုအခါကြီးရက်ကြီးတွေမှာတကယ်တော့ចောင်းသားចောင်းသူတွေသွားလေရှိကြတာက မနက်4နာရီဖះကြီးမျက်နာတက်တော်ရေးကြကိုပဲ။ចောင်းနောက်ဖက်လမ်းမကြီးကနေဖះကြီးထိရှေးချင်းလျှောက်သွားကြရတာလေ။မနက်3နာရီဆိုအဆောင်တွေရှေ့လမ်းမှာမှာလူသံသူသံတွေစုညံစပြူပြီးလေးချွန်အချက်ပေးခေါ်သံတွေကိုလည်းကြားနေရပြီ။ချစ်သူတွေရဲ့အချက်ပေးသင်္ကေတတွေပေါ့။အဆောင်မှာတော့ ကြောက်ပြင်းဆွဲသံတနခါတုံးလွတ်ကြသံတယောက်ယောက်ဆွဲချလိုကရင်ဘောကလူကြသံပြီးတော့ပျော်ရွှင်လွတ်လပ်တဲ့ရေမောသံနောက်ပြောင်သံတွေတခုသောဝါဆိုလာပြင်းနေပေါ်မန္တလေးတက္ကသိုလ်ရဲ့မိန်လန်းမှာတမာရန်ဟာငါကျူရီမီးရောင်အောက်မှာအိပ်ပျော်လို့နေစေရောမပုံလက်သည့်ကွန်လန်မစ်တိုင်းကြီးတွေနဲ့မိန်အဆောက်အုံကြီးကလည်းအင်္ဒရီကြီးတစ်ခွဲသားနဲ့အိပ်ပျော်နေစေလာပြင်းညလာရောင်ကလည်းလွမ်းစရာသာလို့နေစေ အာယုံဦးလေးပြေးထဲမှာပါလာတဲ့ဝါစုံနဲ့ကိုရှူရှိုက်ရတဲ့အရာသာအားလုံးဟာမမေ့နိုင်စရာပါ။လာရအောင်မှာခရီးရင်းမြင်ရတဲ့ရှမ်းရုံမှာတောင်ပြတန်းကြီးတွေပေါ်မှာတော့တော်မီရဲရဲတွေဟာဟိုတစဒီတစဘုရားကြီးသွားရမိန်းနောက်ဖက်လမ်းမှာပေါ်မှာတော့လူတွေကတဝောဝောလမ်းမှာကြီးရဲ့တောင်ပတ်တမျောတခေါ်ဟာလေကွင်းစိမ့်စိမ့်တွေလေကွင်းစိမ့်စိမ့်တွေပေါ်မှာတော့လာရောင်လက်လက်ကျမတို့ចောင်းသူအုပ်စုနောက်မှာတော့ မထီတထီနောက်ပြောင်းလိုက်လာတဲ့ကြောင်းသားတစုကျမတို့ရှောက်နေကြလမ်းမဘေးမှာစင်ဖြူကန်တုတ်တန်ရှိတယ်လေနောက်ကကြောင်းသားတွေကကြပြားလေးတပုတ်ကိုရွတ်တယ်မြတမာပင်အောက်ကကြောက်ခဲလေးတွေကိုတလုံးချင်းကောက်တလုံးချင်းကောက်စင်ဖြူကန်ကအုတ်ဂူတွေကိုသွားသွားပြီးပေါင်မယ်မချစ်တတ်သူရဲ့အသေးများခမည်းတော်နဲ့ယူထားလိုက်ကြစမ်းပါတဲ့ချစ်စရာကြပြားလေးပါအဲ့ဒီတုန်းကတော့ကျမတို့ဟာတတော်တော်နဲ့ရေဝဲဖွဲ့လို့မဆုံးပါဘူး ဟယ်လိုဟယ်လိုဟောဗျာဘလို့ဖြစ်တာလဲတယောက်ထဲပြုံးနေတယ်ခမဒုက္ခပါပဲကျမတကယ်ပဲပြုံးနေမိသလားဆရာအယ်လင့်အတန်းကြားမှကျမအော့စ်ဖို့ကိုပြန်ရောက်လာတာဆရာကလည်းဘာပြောမလို့လဲအောင်မဲကျုပ်ကမပြောပါဘူးဗျာခမငယ်ချင်းကနှုတ်ဆက်နေတာခမမကြဘူးဟိုး sorry ကျမဘေးမှာအခုမှပဲမြင်နေကျမ visiting follow အနေနဲ့တက်နေရတဲ့ Queen Elizabeth House QEH ကဘင်္ဂလီကဗျာဆီယာမကေတာတီပေါ်ဟယ်လိုကေတကီဟယ်လိုနူနူရာသီဥရုကအေးတယ်နော်ဟေးနူနူဒီလိုပွဲမျိုးတွေကိုတော့မင်းစိတ်ဝင်စားတယ်မဟုတ်လားအသေးကြပေါ့ကျမတို့နေ့ရောက်နားလဲစွာရင်မောလိုက်ကြတယ်အော့စပိုတက္ကသိုလ် QEH ရဲ့ CCRW Center for Cross Culture Research on Women အစီအစဉ်မှာ Visiting Follow အဖြစ်ဖိတ်ကြားခံရသူအမျိုးသမီး9ယောက်ထဲမှာ ကျမတယောက်ပဲစာရေးဆရာလေးဂျန်နဲ့ဂျပန်အမျိုးသမီးနှစ်ယောက်ဂျာမန်အမျိုးသမီးတစ်ယောက်နဲ့အီရန်အမျိုးသမီးတစ်ယောက်ဟာကျောင်းဆရာမနဲ့ဘာသာရပ်ဆိုင်ရာပညာရှင်ဒေါက်တာတွေသူတို့အားလုံးဟာခင်စရာကောင်းပါတယ်ခင်စရာမကောင်းတာကတော့ကျမတို့ visiting follow တွေအတွက်ဆွဲထားတဲ့၃လစာအချိန်စီရင်ပါပဲတပတ်ကို၄ရက်လောက်ဟာစာရန်ဖတ်ပွဲတွေကြီးဖြစ်ပြီးအဲ့ဒီစာရန်တွေဟာလဲဘာသာရပ်ဆိုင်ရာစာရန်တွေဖြစ်နေတာပဲ အမှုပညာနဲ့ပတ်သက်တာတစ်ခုမှမပါဘူး။နည်းနည်းစိတ်ဝင်စားလို့ရမယ့်အကြောင်းအရာဆိုလို့အမျိုးသမီးတွေအကြောင်းပဲရှိတယ်။ပထမဦးဆုံးတစ်ပတ်မှာတည်းကျမယူးကျင်လောက်အောင်ညှင်းငွေသွားပြီးနောက်တစ်ပတ်မှာတော့ကျမရေးရမယ့်ဝတ္ထုသုံးပုဒ်ဇာတန်းအတွက်ကြီးကြပ်သူဆီယာမနဲ့သွားတွေ့ရတဲ့ဂျာသာပရင်းတွေကလွှဲရင်ကျမစိတ်ဝင်စားတဲ့အပြင်လောကကိုတယောက်တည်းထွက်တော်တာပဲ။ဂီတာကီက QEH မှာအဖွဲ့ဝင် လူကြီးတယောက်ဆိုတော့ကဗျာဆီယာမစာရေးဆီယာမချင်းဆိုပြီးကျမကိုပြောအောင်ထားဖို့ တာဝန်ပေးခြင်းခံရရှာတယ်။သူကလည်းကျမကို နားလည်စွာနဲ့ပြောအောင်ထားပါတယ်။မင်းတက်တဲ့မင်းတက်တဲ့စာရန်ဖတ်ပွဲရှိမှငါပြောမယ်။မင်းကြိုက်တဲ့နေရာတွေရှောက်သားသွားတဲ့ကျမတို့နှစ်ယောက်ဟာအချင်းချင်းနားလည်မှုရကြတဲ့သူတွေလေ။ ခုလိုအဆုံးထိနားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာနောက်ထပ်လည်းစိတ်ဝင်စားဖွယ်ရာကောင်းတဲ့အအောင်များစွာကိုဖတ်ရှုပေးမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကိုကြိုက်နှစ်သက်သဘောကျတယ်ဆိုလို့ရှိရင် like subscribe လေးနဲ့အားပေးခဲ့လို့ရပါတယ်ခင်ဗျာကျွန်တော်ဖတ်သမျှစာအုပ်လေးတွေကိုလည်းနားဆင်နိုင်အောင်လို့ဘေးနားက notification လေးကိုလည်းနှိပ်ခဲ့ကြဖို့မမေ့ပါနဲ့ခင်ဗျာ